မေရိကရဲ့နေထိုင်မှုဘဝမှာအင်မတန်မှကြောက်စရာကောင်းတဲ့ကိစ္စကကိုယ်လဲစီးပွားရေးတွေလုပ်နေရင်ကလည်း homeless ဖြစ်သွားတဲ့ကိစ္စပါ ပြောရမယ်ဆိုရင်တော့မိတ်ဆွေဟာဘာအာမခံချက်မှမရှိတော့ဘဲနဲ့တေပေလေလွင့်နောက်ပြီးတော့ကားဂိတ်ကြီးပန်းချက်နေမှာ ရှင်သန်နေထိုင်ရတဲ့ဘဝဖြစ်ကိုရောက်သွားတာပါလမ်းဘေးမှာ ရွှေ့ဖြစ်တဲ့တူ rider ဖွဲ့တွေကပေးကျွေးတဲ့ အစားအသောက်လေးတွေစားပြီးတော့ရှင်သန်နေထိုင်ရတဲ့ဘဝဖြစ်ကိုရောက်သွားတာပါဒါဟာအမေရိကန် homeless လို့ခေါ်ပါတယ်မြေကကို UJ ဂျက်ရှင်မဂျက်ကြီးတွေနဲ့ရှင်မပိုက်ပြီးသွားတဲ့သူတွေထဲမှာအခြေမခံတဲ့သူတွေအများစုကတော့ homeless ဖြစ်သွားပါတယ်အဲဒီလိုမျိုးအခြေရမဲ့ဖြစ်သွားတဲ့အထက်မှာအာရှသားတွေလည်းပါသလိုတခြားလူဖြူတွေလည်းပါပါတယ်အစုံပါပဲမြမတွေလည်းပါပါတယ် အခုအဲ့ဒီ homeless တွေထဲမှာကျွန်တော်ပြောချင်တာကတော့နာမည်ကြီးရေးတက်လို့စင်းပညာတတ်တယောက်အင်ဂျီယာမဲ့ဖြစ်သွားတဲ့အကြောင်းရင်းပါသူ့နာမည်ကရှောင်းပလဲဇန်နဲ့သူဟာကြွယ်ဝချမ်းသာတဲ့ဘဝကနေအင်ဂျီယာမဲ့ဘဝဘလို့ရောက်သွားလဲအဲ့ဒီကနေသူ့ဘဝကိုဘလို့ပြန်ထူထောင်ခဲ့တယ်ကြည့်ရအောင်ဗျရှောင်းပလဲဇန်ရဲ့ဘဝစကြောင်ဟာ ချမ်းသာကြော်ရမှုတွေအောင်မြင်မှုတွေကလည်းအမောင်ဖုံးလွှမ်းတဲ့အင်ဂျီယာမဲ့ဘွားတွေနစ်မြုပ်သွားကြရပြီးနောက်ပြန်လဲထူထောင်နိုင်ခဲ့တဲ့တကက်စိတ်လုံးရှားပွဲရာဖြစ်ရမဇလန်တဲ့ပုံပါ CNN ကဖော်ပြခဲ့တဲ့သူ့ဘွားစကြောင်းဟာလူတူးချင်းစီဘွားမှာလူအတက်ကြတွေကြုံတွေ့နိုင်ကြောင်းနဲ့ပံပိုးကူညီမှုနဲ့စိတ်ဆန္ဒရှိရင်ဘယ်အချိန်မှမဆိုပြန်လဲထူထောင်နိုင်ကြောင်းကိုလည်းထင်ရှားသက်သေပြခဲ့ပါတယ်ရှောင်းပလဲဆန်ငယ်စဉ်ကလေးက ချိုးကျွန်ထက်မြက်သူတို့ပါဒါကြောင့်သူကအမေရိကရဲ့ထိတ်တန့်တက္ကသိုလ်ဖြစ်တဲ့ဟာဗတ်နဲ့ပခုံးချင်းရှင်နိုင်တဲ့ရေးတက္ကသိုလ်ကနေဘွဲ့ရခဲ့သူလည်းဖြစ်ပါတယ်ရေးတက္ကသိုလ်ကဘွဲ့ရခြင်းကသူ့ရဲ့ပညာရေးထူးချွန်မှုကိုပြသနေပြီးအနာဂတ်မှာအောင်မြင်တဲ့ဘဝတစ်ခုပိုင်ဆိုင်ဖို့အခွင့်အလမ်းကောင်းတွေကိုသူဟာတွေ့နေရပြီဖြစ်ပါတယ်ရှောက်နေဖို့ပါပဲရေးတက္ကသိုလ်ကနေဘွဲ့ရပြီးနောက်ဘွဲ့ရပညာတလေးရှောင်းပလက်ဇက်ဟာနယူးယောက်မှာရှိတဲ့ ကဘာကျော်ဘန်နာယေဘူဒါနာဝေါ်စထရီမှာအလုပ်လုပ်ကင်ခဲ့ပါလေ။ဘယ်လုပ်ငန်းရှင်တူဖြစ်လာပါလဲ။သူ့ဘဝဟာလွန်မင်းအောင်မြင်တောက်ပနေခဲ့ပါလေ။ဒေါ်လာတန်းချီကျွဲဝချမ်းသာပါလေ။သူဟာစွန်ဦးတီထွေလုပ်ငန်းရှင်ဖြစ်မိမိကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေစတင်ခဲ့တယ်။သူ့ဘဝဟာကျွဲဝချမ်းသာမှုလူမှုအတိုင်းပိုင်းမှာနေရာတနေရာရရှိမှု ရောက်တဲ့နေရာတိုင်းမှာမျက်နှာပွင့်လင်းမှု နေရာပေးခံရမှုတွေ အားလုံးကအထင်ကြီးဝိုင်းဝန်းအားကျတဲ့မျက်ဝန်းတွေနဲ့ကြီးကြရတဲ့ဘွားနဲ့ပြည့်စုံနေပါလေ။ဒါမဲ့ဘွားဆိုတာ ထင်သလောက်မဖြောင်ပြူးဗျ။ရှောင်းပလဲဆန်စီးပွားလုပ်ငန်းတွေဟာကြောင်းလဲတွေကြောင့်ဇက်တိုက်ကြရှုံးခဲ့ရပြီးဘန်နာရေးကြက်တဲနဲ့ရင်ဆိုင်ခဲ့ရပါလေ။စီးပွားရေးကြရှုံးမှုနောက်ဆက်တွဲဖြစ်မိသားစုဘဝပါပြိုကွဲခဲ့ရပြီးသူချစ်လာတဲ့ဇနီးတဲ့နဲ့တရားဝင်ကွာရှင်းခဲ့ရတယ်။ချစ်ခင်ရတဲ့သားသမီးတွေနဲ့ ဝေးကွာခဲ့ရပါတယ်။ဒါဟာရှောင်းပလက်ဇန့်အတွက်တော့ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့တာပါ။စီးပွားရေးကြာရှုံးမှုမိသားစုဘဝပြိုကွယ်မှုသူ့ကိုအရင်တုန်းကအထင်ကြီးအားကျလေးစားခဲ့တဲ့ပတ်ဝန်းကျင်ကနေပြီးတော့အခုတော့မသိချင်အောင်စောင့်နေမှုဒါတွေဟာသူ့ဘဝမှာတော်တော်လေးကိုစိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ရပါတယ်။ဒီစိတ်ပြည့်စုံမှုတွေကိုဖြည့်ရှင်းဖို့နောက်ဆုံးထွက်ပေါက်ကတော့မူရစ်စီပါပါပဲ။ ူတော်မူရစေဘွားတားကောင်းဘွားကိုရောက်သွားပါလေ။ချိန်ကြာလာတဲ့အမျှမူရစေဆွေလန်းတော်ဟာသူ့ဘွားကိုလုံးဝပြောင်းလဲသွားစေပါလေ။ဘလို့ပြောင်းလဲသွားလဲဆိုတော့အင်မတန်တောက်ပခဲ့တဲ့ဘွားကနေပြပုံအောက်ကိုရောက်သွားစေတဲ့ထီပါ။နောက်ဆုံးမှာသူကနေစရာမရှိစားစရာမရှိရေချိုးရဖို့နေရာတော့မရှိဘဲနဲ့ကယ်ဖိုးနီးယားလမ်းမပေါ်မှာဘက်ဂိတ်တစ်လုံးနဲ့အင်ဂျီယာမဲ့ဖြစ်အဲ့ဒီဘွားထီတော်ကြာရောက်သွားပါတော့လေ။ ဩစတြေးလျတောက်ပါတဲ့ဘဝကနေကယ်လီဖိုးနီးယားလမ်းမတွေပေါ်မှာအင်ချင်ဘဝရောက်သွားတဲ့သူ့ဘဝဟာအင်မတန်မှစိတ်မချမ်းမြေ့ဖွယ်ရာကြံကြမာရဲ့အလှဲ့ပြောင်းနဲ့ရှင်ဆိုင်ခဲ့ရပါလေသူ့ကိုစီနန်သတင်းဌာနရဲ့ဒန်ဆိုင်မွန်ကတွေ့ဆုံခဲ့ပါတယ် ရေတက္ကသိုလ်ကျောင်းစင်းဘွားဗန်တရေဘွားကနေအင်ဂျီယာမဲဖြစ်သူအကြောင်းကိုစိတ်ဝင်စားတဲ့ဒန်ဆိုင်မွန်ဟာရှောင်းပလဲဇန်နဲ့တွေ့ဆုံမင်းမြတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါနဲ့ပဲအင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့သူ့ဘွားအတက်ကြောက်ကိုစင်နန်သတင်းဌာနကဖော်ပြလာပြီးသူ့ဘွား life story ကို ပြသခဲ့ပါတယ်။ရှောင်းပလဲဇန်ရောက်ဟာရွှေထီးဆောင်တဲ့ဘွားကနေမြေကြီးထဲရောက်သွားတဲ့ဘွားကို အမှန်တိုင်းသိလိုက်ရတော့ ရှေးတက်ကိုကြောင်းသားဟောင်းနေတော့မှတော်တော်အံ့ဩတော့ပါလိမ့်သူတို့ရဲ့တငယ်ချင်းအင်မတန်စာတော်လာတဲ့ချမ်းသာကြွယ်ဝတဲ့ရှောင်းပလဲစံတယောက်ဘာကြောင့်ဒီလိုမျိုးဘွားရောက်သွားတာလဲဒီတိုင်းပြစ်ထားလို့တော့မရဘူးလူတော်တယောက်ကဒီလိုမျိုးဘွားရဲ့လောကရအလက်အပြောင်းတွေကြောင့်အခုလိုမျိုးမြောင်းနဲ့ရောက်နေတဲ့ဘွားကနေကယ်မရမယ်ဒါနဲ့ပဲရေတက်ကလေးကြောင်းသားတွေဟာစူဝေးတက်ပြီးရှောင်းပလဲစံကိုကိုညီလာပါလိမ့်ရှောင်းပွဲလဲစံရဲ့ဘွားဟာ မြန်နှကြက်မဲ့လေဦးလေးပါဖြစ်နေတဲ့အချိန်မှာမမျော်လင့်မဲ့အလင်းရောက်တစ်ခုရလာခဲ့တယ်ဆိုရပါပါသူရဲ့ရေတက်တော့ចောင်းသားဟောင်းတွေကသူ့ချင်းနေမှန်ကိုသိခဲ့ပြီးဝိုင်းဝန်းကူညီကြတဲ့အတွက်ဖြစ်ပါတယ်သူတို့ရဲ့စူပောင်းကူညီမှုနဲ့ရှောင်းပလဲဇန်တယောက်မူရေးစေဝါတားကောင်ဘွားကနေကုသမှုခံခဲ့တယ်နေထိုင်မှုနေရာတစ်ခုရရှိခဲ့တယ်ဘွားကိုပြန်တည်ဆောက်ဖို့ခွင့်ရေးကောင်းတဲ့ဒုတိယကျင်းရရှိခဲ့ပါတယ်အင်ဂျီယာမဲ့ဘွားကိုကြောက်ရောက်သွားသူတွေဟာသူတို့ဘွားကိုပြန်တက်မဲ့ဖို့ဆိုတာဟာ လူပြည်ကအဲ့ဒဇင်နဲ့နတ်ပြည်ကအဲ့ဒဇင်ထိတာကမှလွယ်ပါအောင်မယ်ဘရိတ်ကမှတော့လုံးဝမလွယ်ကူလာပါဘူးလုံးဝကိုလူမွေးစင်းကလည်းပက်ဖြစ်ဖို့လည်းဥပဒေရလည်းအမြောင်များလောက်စရာတွေရှိပါသေးတယ်လူတော်တဲ့ကိုပြန်တိုးဖို့အတွက်တော်တော်လေးကိုရုန်းကန်ခဲ့ရတာပါဒါဟာရှောင်းပလက်ဇန့်ဘွားအတွက်တော့အသက်ကယ်ဆေးတစ်ခွနဲ့တူညီပါတယ်တူဝလူမှုကြိုးပမ်းလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်လာတဲ့ ပြန်လဲထူထောင်လာပြီးနောက်ရှောင်းပလဲဇက်ဟာမိမိကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကနေသင်္ကန်းစာယူပြီးတခြားသူတွေကိုကူညီပေးဖို့ဆုံးဖြတ်ခဲ့တယ်။သူက UCLA CDUC Pharma HIV နဲ့အင်ဂျင်မဲ့ဘွားကိုဆက်ဆက်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးအကျိုးပြုလှုပ်ရှားသူဖြစ်တက်ကြွစွာပါဝင်ခဲ့တယ်။သူ့ရဲ့ကြိုးပမ်းမှုဟာအင်ဂျင်မဲ့တွေအတွက်အတန်တတန်ဖြစ်လာခဲ့ပါလိမ့်။မွေးရေးဆေးဝါးသုံးဆသူတွေအတွက်ကုသမှုခံယူဖို့အရေးကြီးပုံကိုလည်းသိပညာပေးနေပါလိမ့်။ သူလိုဘလိုအင်ဂျင်မဲ့ဘွားကလည်းရှောင်းပလက်ဇန့်ရဲ့ဘွားကိုဘလိုပြန်လဲထူထောင်လာလဲဒါဟာအင်ဂျင်ယာမဲ့တွေတော်တော်ခွန်အားတစ်ခုပါပဲရှောင်းပလက်ဇန့်ရဲ့ဇလန်းဟာလူဘွားရဲ့ရှုပ်ထွေးနဲ့နည်းမှုကိုထင်ဟပြသနေပါလေလူတူးချင်းစီကမြေလောက်ပဲအောင်မြင်မှုရှိခဲ့ပါစေဘွားမှာမထင်မှတ်တဲ့အလဲပြောင်းတဲ့ရင်ဆိုင်ရတဲ့ကြောင့်တတိပေးနေပါလေဒါမဲ့ပံမိုးကူညီမှုနဲ့မိမိကိုယ်ကိုပြန်လဲထူမဲ့လို့တဲ့စိတ်ဆန္ဒရှိရင်ဘယ်အချိန်မှမဆိုပြန်လဲထူထောင်နိုင်ကြောင်းအတူတူစင်ကျင်ပွဲရှိပါတယ် ဒါဟာအင်ဂျင်မဲတွေအတွက်မျောလင့်ချက်ဖြစ်စေပြီးမွေးစေဝါဆွဲလက်မှုမှလွမြောက်လိုသူတွေအတွက်လည်းလှုပ်ဆောင်မှုဖြစ်ပါလိမ့်။ရှောင်းပလဲဆန်ကအခုကမှတခြားသူတွေဘဝကိုမြင့်တင်ပေးဖို့စ조사နေတဲ့ဘဝအပြောင်းလဲမှသမုံအင်ဂျင်မဲဘဝမှာပြောင်းလဲလိုတဲ့စိတ်တရှိတဲ့လူတယောက်အတွက်ဘဝဟာပြုပြင်ပြောင်းလဲနိုင်ကြောင်းကိုပြတ်သားနေတဲ့သင်ကန်းစာယူစရာနဲ့လေးစားစရာပုံကိုဖြစ်ရည်တည်လျက်ရှိပါလိမ့်။နောက်ထပ်အိယာမဲ homeless ဘဝကနေတထေးဖြစ်လာသူကတော့ American Beat Detroit မြို့မှာမျိုးသားတို့ပါသူနာမည်က မာရီယိုကယ်လီတဲ့မရိကန်ပြည်ဒက်ထရိုက်မှာမျိုးသား2ဟာဒက်ထရိုက်မှာရှိတဲ့ပြည်ထစာအိမ်ကြီးရှိမှာကားထဲမှာအိမ်ရတဲ့အိမ်ရမဲ့2ဘွားကနေအဲ့ဒီအိမ်ကြီးတွေကတလုံးကိုဝယ်ယူလိုက်ပြီးနောက်ပိုင်းမှာကိုတူးကိုချွန်တန်းကြွတထေးဖြစ်လာပါလိမ့်မာရီယိုကယ်လီယာကနဦးမှာ Ford Car Company စက်ရုံမှာသူကအလုပ်လုပ်ခဲ့ပူပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့လွတ်လပ်မဲ့ဖြစ်သွားပါတယ်လုံးလမဲ့ဖြစ်ပြီးတဲ့နောက်မှာကျွန်တော်ကားထဲမှာနေရတဲ့အင်ယာမဲ့ဘွားရောက်သွားတယ်။ဇနီးနဲ့လည်းကွာရှင်းလိုက်ရတယ်လို့ဆိုပါတယ်။ ျွန်တော်ကအမေရိကန်ရှေ့ပိုင်းကပါကျွန်တော်ကဒီတိုင်းတော့ဘွားကတော်လို့မရဘူးဒါနဲ့ပဲကိုလိုချင်တာကိုပုံဖော်မြင်အောင်ပါတယ်ကျွန်တော် Rosedale Park မှာရမှာနေထိုင်ရင်ခဲ့ပါတယ်နောက်ကျွန်တော်အဲ့ဒီနေရာကိုညာတိုင်းသွားတယ်စိတ်ကူးရင်တယ်တညကိုအဲ့ဒီကအင်္ဂလန်ရဲ့ရှေ့တိုင်းမှာကျွန်တော်ကားရပ်ပြီးအိတ်ခဲ့ပါတယ်ကိုကိုကိုယုံကြည်မှုနဲ့အောင်မြင်တဲ့ဘွားကိုပုံဖော်ကြည့်ခြင်းအပြင်လိုလားချက်တွေအကောင့်ထဲဖော်လာခဲ့ကြမာရီကဆိုပါတယ် သူက bleep 313ဆိုတဲ့စကလုံးလေးတွေကို rawa ပြလိုက်တယ်မှာရိုက်နေပြီမြူတဲကိုသွားရောက်ပါတယ်အဲ့ဒီကနေပတ်ဆိုင်ရတယ်ဆိုပါတယ် bleep 313ဆိုတဲ့ကနန်းဟာခွန်အားပေးမှုနဲ့လမ်းညွှန်မှုကိုရည်ညွှန်းပါတယ်မိမိပန်းနဲ့ဒီကိုလမ်းမှန်တိုင်းသွားနေရင်နေဖီအားတို့ကဒီခီးစဉ်အောင်မြင်ဖို့ကူညီပေးတယ်ဆိုပါတယ်313ဆိုတဲ့ကနန်းကိုမြင်ရချင်းဟာလမ်းမှန်တိုင်းခြေတဲ့နေချင်းမိမိကိုယ်ကိုနဲ့မိမိရည်အချင်းကိုယုံကြည်တင်ကြောင်းချက်ပြခြင်းဖြစ်ပါတယ် lucky ကနန်းမှာတနေ့တော့သူ့အတွက်အခွင့်အလမ်းတစ်ခုရောက်လာပါတယ် ကျွန်တော်အဲ့လိုမျိုးဘယ်အိမ်ရှိမှအိတ်ကမလဲလို့တွားကြည့်နေတော့ရဲတွေဟာအိမ်ကျွန်တော်ရှိမှ notice စာကတ်နေတာကျွန်တော်တွေ့တယ်။ဒါကျွန်တော်ကသူတို့နားတော့ပြီးတော့ဘာလို့လဲဆရာလို့မေးတော့သူတို့ကကျွန်တော်ကိုပြောတယ်။ကျွန်တော်တို့လည်းဒီအိမ်ကိုသတိပေးစာတွေပေးတာနှစ်နှစ်ရှိပြီတဲ့။ဒါပေမဲ့အဲ့ဒီအိမ်ကဘာမှတုံ့ပြန်ခြင်းမရှိဘူးတဲ့။အမေရိကန်မှာသတိပေးစာဆိုတာကတော့နေအိမ်တလုံးမှာအမိုက်နဲ့မြက်တော်တွေထူနေတာ၊ပတင်းတွေကွဲနေတာ၊အဆရှိတဲ့ဘေးကင်းလုံခြုံမှုပြဿနာရှိရင်တော့ ဒန်ကျင်းကမဆောင်ရင်မိုးမန့်ထင်းသိမှုတွေမလုပ်ဘဲစွန့်မြင်ထားရင်ရဲတဲ့ဖွဲ့တမုံမျိုးနဲ့အာဏာပိုင်ဖွဲ့ကသတိပေးစာကလစ်ရှိပါတယ်။မာရီယိုဟာအင်ဘာရှင်ကျူမဲရအောင်ဆက်သွယ်ရှာဖွေပါတယ်။နောက်ဆုံးသူ့မှာစုထားတဲ့အဆက်လေးတွေထဲကဒေါ်လာ6500ပေးမယ်လို့ပြောပြီးတော့ဝယ်ယူလို့ကြောင်းကန့်လန့်ခဲ့ပါတယ်။အင်ရှင်ကလည်းအဲ့ဒီငွေကိုယူပြီးကျွန်တော်ကိုရောင်းမိပါတယ်။ကျွန်တော်ကအဲ့ဒီစုပ်ပြတ်နေတဲ့အိမ်လေးကိုဖြည်းဖြည်းချင်းချိန်ယူပြီးတခန်းချင်းစီပြန်မုံမှန်ခဲ့တယ်လို့မာရီယိုကဆိုပါတယ်။သူတို့တော့ အခွင့်အလမ်းတကားတွေပွင့်လာပါတယ်။မာရီယိုအာဒီပွင့်တဲ့တကားတွေကလည်းဝင်ဖို့မဆုတ်ဆိုင်နေပါဘူး။သူကဂျားထဲမှာလည်းဂျားပေါ့လုပ်လေးလေးလုပ်နေနေစီနိုလာဆိုတဲ့စေယုံတရုံကိုတွားပြီးတော့အလဲပတ်လုပ်နေတော့အခွင့်အလမ်းတစ်ခုတွေ့ခဲ့ပါတယ်။စီနိုလာစေယုံဟာအမေရိကန်ပြည် Detroit မှာခြေဆက်ပြီး나이နဲ့တည်ထုတ်ကုန်အစားရှိတဲ့ fashion တွေထုတ်တဲ့စေယုံမှာ ကျွန်တော်တို့အခန်းတစ်ခုကိုဝင်လေ့လာကြတော့အခန်းကတော်တော်ညစ်ပတ်နေတယ်အဲ့မှာစိတ်ဝင်စားလူတွေကစိတ်မကောင်းဘူးဗျာတန်ရှင်းလို့တဲ့ကုမ္ပဏီကလိုအပ်ချက်တွေရှိတာပါလို့ပြောတယ်ကျွန်တော်ကတော့အဲ့မှာ for လိုက်တယ်ကျွန်တော်မှာတန်ရှင်းကုမ္ပဏီထောင်ထားရရှိတယ်လို့ပြောတယ်အမှန်တော့သူ့မှာဘာတန်ရှင်းကုမ္ပဏီမှမရှိပါဘူးဒါပေမဲ့သူ့စီမှာ live ဝယ်ထားတဲ့ဒေါ်လာ28ဒေါ်လာဘူးလောက်ရှိတဲ့တန်ရှင်းပစ္စည်းတွေရှိပါတယ်ကောက်ထားတာတွေလည်းရှိပါတယ်ဒါနဲ့ပဲအဲ့ဒီစိတ်ဝင်ခံကိုတန်ရှင်းလို့ဖို့မာရီယိုကအလုပ်ရသွားပါတယ်ဒါနဲ့သူကနာမည်ပေးလိုက်ပါတယ် ခင်ဗျားတို့ကုမ္ပဏီကဘာလဲလို့မေးတော့313 cleaning ကုမ္ပဏီဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီ313 cleaning မြရှိတန်ရှင်းကုမ္ပဏီစတင်ပေါ်လာပါတယ်နောက်ထပ်အခွင့်အလမ်းတစ်ခုသူ့အတွက်ထပ်မံပေါ်လာပါတယ်2021မှာကိုဗစ်ပြဿနာကြောင့်ရုံးသွားခြင်းတွေမရှိတော့ဖြစ်ခဲ့ပါတယ် work from home နဲ့လောက်ကြပါတယ်ဒီလိုကာလမှာမာရီယိုဟာအင်ဂျီယာမဲတွေအလောက်ရှာဖို့လုံးဝမလွယ်တဲ့ရာသီဥတုနောက်ကြောင့်ရှိသူတွေကိုစုပြီးတန်ရှဲလုံခဲ့လက်ပတ်ခဲ့ပါတယ် တန်ရှင်းကုမ္ပဏီရဲ့ရှားပါးတဲ့ကာလမှာမာရီယဲကုမ္ပဏီဟာအင်မတန်ကိုအောင်မြင်ခဲ့ပါတယ်အလုပ်တွေနဲ့လက်မပြတ်အောင်ညှာခဲ့ပါတယ်ကျွန်တော်တန်ရှင်းသမားပါကျွန်တော်ဘဝတစ်ခုလုံးတန်ရှင်းရနေစခဲ့တယ်လို့မာရီယိုကဆိုပါတယ်မိမိရဲ့အောင်မြင်ရေးဖော်မြူလာကိုလူတိုင်းရယူချစ်သုံးနိုင်တယ်လို့သူကပြောပါတယ်မိမိကိုမိယုံကြည်ပြီးတော့အခွင့်အလမ်းပေါ်တာနဲ့ရယူနိုင်ခြင်းဒါမှမဟုတ်ရိုးစင်းတဲ့နီလန်းနဲ့အောင်မြင်မှုရနိုင်ကြောင်းမာရီယိုကဆိုပါတယ်။သူတို့ကတော့တကယ့်အင်ဂျီယာမဲတွေကိုဘဝပြောင်းလဲစေနိုင်တဲ့ စိုးအိုးတီထွေပုံကိုတွေပါအင်ဂျီယာမဲဘွားကလည်းစီးပွားဖြစ်အဆင်ပြေလာတဲ့သူတွေပဲဖြစ်ပါလေဒီနေ့မှာတော့အမေရိကန်ရဲ့အင်ဂျီယာမဲတွေဘွားအကြောင်းကိုပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ